တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရှင်မန်းကျန်အောင်မြင်မယ်ဘဝချင်းတွေတိုးတက်မယ်ရတ္တန်တွေလှုပ်တွေပြန်လည်စတဲ့နိုင်မယ်ဘဝစစ်အောင်မြင်တိုးတက်မှုရှိမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စမှသမျှကောင်းသောအကျိုးဆက်ကိုရရှိမယ်တရက်နေ့မှာလုံးသမျှရည်ရွယ်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းတွေရှိတယ် နှစ်ရက်နေမှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စကိုထုံမယ်။သုံးရက်နေအဲ့ဒီနေ့ကငွေချေးကံလက်လာပါကံကောင်းတယ်။တဏသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံတို့ကိုရင်မွေးဖျက်ပြီးတော့လူနဲ့ဆောင်ပေးပါ။လေးရက်နေ့မှာခီးကံကောင်းမယ်။အပြောင်းလဲကောင်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။စမ်းပွက်မယ်။ငါးရက်နေ့မှာပစ္စည်းပြောက်တတ်တယ်။ရန်တက်ခံနေရှင်ပြီးလောက်ရတတ်တယ်။ 6ရက်နေ့ကတော့ရာရာကောင်းချင်းကံကျမနဲ့တို့ထည့်ခြင်းရှိမယ်။သတင်းကျိုးလာပြည့်နေ့နဲ့တနင်္လာတိုက်ဆိုင်နေ့နေ့လည်းဖြစ်တယ်။ဖရာနေကစားနေ့ရက်ဖြစ်ပါတယ်။ခုနှစ်ရက်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုက်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်။ရန်တိုက်ခိုက်နေ့ဖြစ်တတ်တယ်။စိန်အောင်ရှိတဲ့ဖြစ်တတ်တယ်။တပတ်တာအတွင်းမှာကြာသာပရင်းနေ့ဗုဒ္ဓနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့် စိတ်နောက်ဆက်လေးတွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင် အနီရောင်တို့ကို သုံးပေးပါ။နံပါတ်၃69အချိုးပေးတဲ့ကဏ္ဍဖြစ်သုံးဆွဲနိုင်ပါလေ။ပန်းရောင်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလုံးရှိရဆူတောင်းပါ။ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတင်ပါလေ။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025အောက်တိုဘာလ၁ရက်နေ့ကနေ ခုနှစ်နှစ်တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက် စီစဉ်လို့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေဂျုံမယ်ရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုလုပ်ငန်းကံတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဂျုံတွေ့ရလိမ့်မယ်ဒီနေ့မှာအပြိုင်ဆန်အလုံးကိုကျော်လွှားအောင်မြင်နိုင်တယ်နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရတယ် သုံးရက်နေ့မှာယံပတိဘက်ကနေအားလုံးကိုကြော်ပြီးဘဝတွတ်တဲ့မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းရှိမယ်။ငါးရက်နေ့မှာစေနောင်ရှိတဲ့ကြားလေးကတွတ်တဲ့မယ်ငွေစုလိုက်ဝင်နေမယ်။၆ရက်နေ့မှာယံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တွတ်တဲ့ခြင်းကိုကြော်မယ်။ခုနှစ်ရက်နေ့မှာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်က တော့ရနေရဒနာသိတိနကဆန်းရှင်နေနေအဲ့ဒီမှာပန်းဆန်အကျွေးကိုအမွှေးနာတာပဲပြန်ပြီးသူနဲ့ဆောင်းမှာ6ရက်နေရလာပြင်းနေတင်းလာနေနဲ့တိုက်ဆိုင်နေအဲ့ဒီမှာဖရားနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကို ဆောင်ရွက်နိုင်တဲ့အနေထားရှိတယ်ဒီတကားဒီကာလအတော်တွင်းမှာတင်းလာနေစောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွင်ဗုဒ္ဓမွေးသူများကြောင့် စိတ်နှောင့်ရှည်ဖြစ်တတ်တယ်။နှစ်လေးကိုကနန်ကျိုးပြီးလေအညိုရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရွက်ပါ။အိမ်မှာရှိနေတဲ့သွားတိုက်ဆေးဘူးအဟောင်းတွေသဘုဒ္ဓအဟောင်းတွေကိုစွန့်ပစ်ပြီးအသက်အစာတို့သုံးဆွဲလိုက်ပါ။ထူကြသောကံများပွင့်လာပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ တရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပေးမယ်ရတ္တန်နဲ့လှုပ်တဲ့ပြန်လဲစတင်နိုင်တယ်ခရီးကိစ္စအစဉ်ပြေမယ်ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တရားသူတစ်ပါးနဲ့မတူလင်းကစားကိုလှုပ်တဲ့ကိစ္စတရားတစ်ပါးသူတဲ့တောင်းလို့နိုင်တယ်ဥတီချက်ပြောင်းပြီးတော့ခရီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်တရက်နေ့မှာအရာရာတိုက်ခတ်ကြတိုးတက်ပြီးအောင်မြင်မယ်နေ့ရက်နေ့ မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တယ်မယ်၃ရက်နေ့ရန်တက်ခဏနေရှင်ပြီးလောက်ရမယ်၄ရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်ဒါပေမဲ့သူတစ်ပါးကြောင့်ခုရွယ်ချက်ပြည့်ရင်းတယ်၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်၇ရက်နေ့ဝင်ကြေးကံလုပ်ငန်းကံဘဝကံတွတ်တယ်မယ်ဒီတစ်ပါးတော့ကာလအတော်တွင်းမှာ၃ရက်နေ့ကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်ဝေကြီးကိစ္စတွေဆောင်ရွက်ခြင်း ပိုက်ဆံကြွေစေးတစ်စီကိုအမွေးနဲ့သာပဲပြန်ဖြစ်ပိုက်ဆံကြွေစေးတစ်စီကိုအမွေးနဲ့သာပဲပြန်ပြီးလူနဲ့ဆောင်ချင်းပြုတ်ပေးပါ6ရက်နေ့တတင်းချိုလာပြည်နေဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ချင်းပြုတ်ပါအကြီးကဲများထံသွားရောက်ဂါရဝပြုတ်ခြင်းကိုဆောင်ရွက်ပေးပါဒီကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေ ကောင်းကျိုးပေးတယ်တနင်္လာနေ့ဇာသာပတိနေ့မွေးစုတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကိုသုံးပေးပါ နှစ်ခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းကျိုးကံကြမ္မာများရစီရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလွှရဆုတောင်းပေးပါကျေးဇူးတင်ပါတယ်ပௌထုနေ့မွေးသူအားလုံးမင်္ဂလာပါ2015ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ့ ခုနှစ်နှစ်တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်စေအောင်မြင်မယ်။လူမျိုးခွဲချိုးပေးမယ်။ဝေးကြီးကံကောင်းမယ်။နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ်။မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကင်ပြီးအောင်မြင်မယ်။တရက်နေရာကောင်းသောပြောင်းလဲနဲ့တိုးတက်မှုရှိစေတယ်။နှစ်ရက်နေမှာဝေးကြီးကိစ္စ၊လုပ်ငန်းကိစ္စမှန်သမျှဆောင်ရွက်ဆင်ပြေမယ်။သုံးရက်နေမှာ ရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။လေးရက်နေရအရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်။၅ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေမှာအခက်အခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်။၇ရက်နေမှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကြံ့ကြခြင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးလိမ့်မယ်အဖြူအစိမ့်မီကိုရောင်တော့ကို အကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။နံပါတ်3ခု9ခန်းနဲ့ကျိုးပေးတယ်။ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနက်ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။ပိုက်ဆံအစုပ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတဲ့ကြအစုပ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနည်းမှာစုဖာစုပုံသေချာသိမ့်စီလိုက်ပါ ထူးခြားတဲ့ကံကိုရစေတယ်။6ရက်နေ့တတိယကျောင်းလာပြည်နေ့အဲ့ဒီနေ့မှာ တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကိုမုံသစ်စည်းတို့လူဒန်းခြင်းပြုပေးပါယေရှုတင်ပါတယ်ဇာသာပတိနေမွေသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်ကနေ9ရက်နေ့တော်တွင်မှာ ရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတတ်တဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရဆက်ရောရတတ်တရနေ့မှာအရာရာသတိထားမယ်နှစ်ရက်နေ့မှာအညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်သုံးရက်နေ့မှာခရီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဒနာသိတိနက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာ ဝေချိကိစ္စပြောဆိုခြင်းလုပ်ကင်ခြင်းတွေကြိုးပေးတယ်။၄ရက်နေ့မှာအရာရာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေရှိ။၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှအချမ်းစီအနောက်ရှိတဲ့ရှိတတ်တဲ့၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။အဲ့ဒီကသတင်းချုပ်လှပြည့်နေအကြီးကဲများတဲ့ဂရဝပြုပါ။တော့ရောက်ပြီးတော့ရှ िख ိုးခြင်းဂရဝပြုခြင်းမိဘဆရာသမားတို့ကို ကာရဝပြုခြင်းနဲ့ပြုရန်ကောင်းတဲ့အပြင်တနင်္လာနေ့နဲ့လပြည့်နဲ့တိုက်ဆိုင်တော့အနေကစားတင်ရန်မတန်ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ခொနည်းနေ့မှာရပိုင်권ပြန်ရခြင်းအခက်ခဲကြော်လာခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်တနင်္ဂနွေအင်္ဂါမွေးသူတွေဒုက္ခပေးတတ်တယ်ငါးခုကိုကနအကျိုးပေးတယ်အဖြူရောင် အစိမ်းရောက်မိခိုးရောက်တော့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင် အောင်မြင်မယ်ကောင်းသောခံချမများရဖို့အတွက်အဖြူရောင်ပန်းဖျားတက်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလတရနေ့ရနေ့ခုနှစ်နှစ်တော်တွင် ဟာ ကောင်းသောကံကြမ္မာလွှမ်းမိုးနေတယ်ရှင်မကြအောင်မြင်မယ် မေကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်တရက်နေ့မှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရနှစ်ရက်နေ့မှာမတော်တဆနေကြူဆက်မယ်သုံးရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်လေးရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြရနိုင်တယ်ငါးရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်ခြောက်ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ခုနှစ်ရက်နေ့မှာအရက်ဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောအကျိုးဆက်နဲ့ တလန်းကိုပေါ်ထွန်းနိုင်တဲ့အနေသားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကိုဗန်းနီးကြုံတွေ့ရမှာဖြစ်ပါတယ်။သုံးရက်နေ့ကဓနာသိတိနခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီမှာမတူညီတဲ့အမျိုးအစားအချွေစိတ်နဲ့စိတ်ကိုဖက်စိတ်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ပွင့်ခြင်းကံကောင်းခြင်းတွေရှိ6ရက်နေ့ကလာပြင်းနေသတိကျလာပြင်းနေဖြစ်တဲ့အတွက်အကြီးအကဲများထံသွားရောက်၍ကရောပန်းစင်ခြင်းကရောအပြုခြင်းများ ဆောင်ရွက်ပါ တနင်္လာနေ့နဲ့လပြင်းနဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါ ထူးထူးခြားခြားကောင်းခြင်းခံနေရရှိလာပါမယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စေနောက်ချက်တွေဖြစ်တတ်ပါတယ် ရှစ်ခုံကိုကနန်းနေကြိုးပေးပါတယ်အနဲ့ရောင်ပြာရည်ရောင်နဲ့ပြောင်နေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပေးသွားမှာဖြစ်ပါတယ်လိုရာဆန္ဒပြည့်စုံခြင်းများရှိလာပါနိုင်မယ်ယေရှုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်တွင် အပြောင်းလဲတွေရှိတယ်။ရှင်မန်းချက်စေအောင်မြင်မယ်။စိတ်ကူးစစ်တွေပေါ်နေတယ်ရဲရဲလို့ပါ။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေအတွက်ကိုယ်အတွက်တကယ်ကျိုးပေးတဲ့ခွင့်ရည်တွေဖြစ်မယ်။နေနေရလို့နေရဝင်းကျင်အတွက်အပြောင်းလဲစစ်တွေပေါ်မယ်။ဒီနေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုရှိမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်လဲရရှိနိုင်တယ်။သုံးရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။နံပါတ်၃ညကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတွေကိုဝိနတ်သာပြန်ပြီးသူနဲ့ဆောင်ပါ။ လေးရက်နေမှာရှင်ပြန်မှုမှမြအောင်မြင်မယ်အစစ်မြစ်ဘဝတိုးတက်မှုကိုကြုံမယ်ငါးရက်နေမှာပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အခက်အခဲတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်၆ရက်နေပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တတိယကျောလာပြည့်နေ့တင်းလာနေ့တိုက်ဆိုင်နေအနေကစားကာတာတို့ရွတ်ပါအနေကစားတင်မအကြီးကဲများထံသွားရောက်ခြင်းမိဘများထံသွားရောက်ရင်ကတော်ပန်းစင်ပါခொနည်းနေ့ရ ဟူတီကျဲပြောင်းပြီးလောက်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်။တပတ်တာကာလအတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေ့ကျိုးပေးတယ်။အဝါရောင်လေးပွဲရောင်နှုတ်နေရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါလေ။နေနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမုံအာဟာရဆေးဝါးလှူဒန်းခြင်းပြုပါ။ယေရှုတင်ပါ